ခရီးမာရီယာမြန်မာပြည်တကယ်ချစ်ကြဘူးဗျကိုကိုဂျိုးစီဘွားအတားအတွက်မြန်မာပြည်ချစ်တယ်လို့လိမ်နေကြတဲ့လူလိမ်နေပုံများပါတယ်အဲ့ဒီထက်မှာခမည်းမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးပြောမှာကဒီထိုင်းရကိစ္စနဲ့စပြောမယ်ထိုင်းမှာရောက်နေတဲ့မြန်မာတွေနဲ့ပတ်သက်ပြီးပြောပါမယ်ထိုင်းမှာရောက်နေတဲ့မြန်မာတွေရဲ့နှစ်ဦးကိစ္စပေါ့နှစ်ဦးကိစ္စနဲ့နောက်ထပ်ဆက်ဆက်ကိစ္စပေါ့ဆိုတော့ထိုင်းရောက်တဲ့မြန်မာနှစ်ဦးကံမကောင်းစွာဖြစ်ပေါ့နော်ဟိုဒီထိုင်းမှာရှိတဲ့ပလိုင်း ပလိုင်ဖရားဆိုတဲ့မြို့နယ်ပေါ့နော်ကရာပီပီနယ်ပလိုင်ဖရားဆိုတဲ့မြို့နယ်မှာလွတ်လုံနေတဲ့အဲမှာစားအုပ်စီကုန်ကြီးကလွတ်လုံနေတဲ့မြန်မာနိုင်ငံသားဒင်းရပေါ့နော်အဲ၃ဦးပေါ့၃ဦးကဘာလို့လဲဆိုတော့အဲ့ဒီအဲ့စားအုပ်စီကုမ္ပဏီတခုရဲ့ဓာတ်ရုပ်ရေကန်ပေါ့အဲ့ဓာတ်ရုပ်ရေကန်ကိုတန်ရှင်းလုပ်တာတန်ရှင်းလုပ်ရင်းနဲ့နော်တန်ရှင်းလုပ်ရင်း၃ဦးကအဲ့ကန်ထဲမှာရှိတဲ့အဲ့ဓာတ်ရုပ်ရေကန်ကိုတန်ရှင်းလုပ်နေတဲ့ဓာတ်ငွေအစိတ်ကြီးအစိတ်ငွေတွေရှူးမိတာပေါ့ဗျာပြောချင်တာတော့စားအုပ်စီရဲ့ဓာတ်ရုပ်ရေကန်တွေကရေကန်တွေကဟိုတန်ရှင်းရေကန်ကိုတန်ရှင်းလုပ်တာအစိတ်ငွေတွေရှူးမိသွားတာ ရှုမိပြီးတော့မြန်မာလူသား3ဦးတည်းက2ဦးကတော့2ဦးကတော့တိဆုံးသွားပါတယ်။တဦးကတော့ပြင်းထန်တန်းရရှိသွားတယ်လို့ဖြစ်စဉ်ဖြစ်သွားတယ်။အဲ့ဒါဒီကနေ့နေ့လယ်ပိုင်းမှာဖြစ်သွားတယ်လို့သိရတယ်။အဲ့တော့ပြောရရင်တော့စောင်းစီကုမ္ပဏီမှာလုံလုံနေတယ်ဆိုတော့ထိုင်းနိုင်ငံမှာလုံလုံပြီးတော့သူတို့လည်းကိုယ်ဝန်သာရှာကြတယ်။ကျွန်တော်တို့ဗျာဒီကိုယ်ကုမ္ပဏီမှာဝန်သာရှာရမှာရုံးလုပ်ငန်းလုပ်မယ်၊တန်ရှင်းလုပ်မယ်၊အာထုံထမ်းတဲ့လူလုပ်မယ်၊မျိုးစုံပေါ်ပုံစံမျိုးလုပ်ကြလိမ့်မယ်။ဒါပေမဲ့ဒီဓာတ်ရုပ်ရေကန်တန်ရှင်းလုပ်ရတဲ့လူကြီးတယောက်ကဘဝက တနာဖို့ကောင်းတယ်ပေါ့ဘာလို့လဲဆိုခင်ဗျားဆိုင်ဓာတ်ဥပစ္စည်းတွေကိုတွားပြီးတန်ရှင်းလောက်ရတယ်ဆိုတာဘယ်တော့အစိတ်သက်နိုင်လဲပေါ့နော်အဲ့ဒီဂျားတွေကတူတူတို့မိသားစုဝန်ကြီးအတွက်သူ့ဘဝဝန်ကြီးအတွက်စူးစမ်းမသာလောက်ကြရင်လည်းမြန်မာ၃ဦးတွေကနှစ်ဦးကတော့ဓာတ်ဥအစိတ်ငွေတွေရှူပြီးတော့ရှူမိပြီးတော့ဒေသွားတယ်တဦးကတော့ပြင်းထန်တန်းရပြီးဆေးဝင်ရောက်သွားလို့သိရတယ်ဆိုတော့အဲ့ဒီကန်ထဲမှာ hydrogen sulfide လို့ခေါ်တဲ့အန္တရာယ်ရှိတဲ့ဓာတ်ငွေတွေရှိနေတယ်တဲ့အဲ့ဒါကိုမြန်မာလုံသား၃ဦးကတော့မသိဘူးဗျာဆိုတော့ဒီလုံမျိုးကိုမြန်မာလုံသားတွေမလို့လုပ်တယ်ထိုင်းဆိုလုပ်ပါမလားဆိုတော့မေးကို ထိုင်းကဒီလိုမျိုးတွေသူ့နိုင်ငံသားခိုင်းရမဟုတ်ဘူးမြန်မာတွေကိုခိုင်းနေဘာကြောင့်လဲဆိုတော့မြန်မာတွေကဆင်းရဲတဲ့အခါကျတော့မြန်မာတွေကနိုင်ပါတဲ့အခါကျတော့ကျွန်တော်တို့နိုင်ငံသားတွေကိုပဲခိုင်းနေအထိုင်းနေမလုပ်တဲ့အလုပ်ကိုမြန်မာတွေလုပ်ရတယ်ဆိုတော့အဲ့ဒါပြောတာအဲ့တော့ကျွန်တော်ဒါကိုကြားရင်စိတ်ထဲမကောင်းတာကိုယ့်နိုင်ငံသားတွေပါအဲ့ဒီသုံးဟာဆိုကြပါဦးအဲ့ဒီသုံးဟာအနီးဖြစ်ဖြစ်မယ်အစိမ်းဖြစ်ဖြစ်မယ်အဝါဖြစ်ဖြစ်မယ်အပြာဖြစ်ဖြစ်မယ်စစ်တပ်မုန်းတဲ့သူဖြစ်ဖြစ်မယ်ကျွန်တော်မုန်းတဲ့သူဖြစ်ဖြစ်မယ်အဲဘု து ဘု து ဘာဖြစ်လို့ဖြစ်ဖြစ်မယ်ဘု து ကိုဘယ်လိုလုပ်တဲ့သူပဲဖြစ်ဖြစ် ကျွန်တော်မြန်မာတွေဖြစ်တဲ့အတွက်ကျွန်တော်စိတ်မကောင်းဘူးကြားရတာလောကဒီစင်းကြားရတာလောကစိတ်မကောင်းဘူးထိုင်းမှာမှကြားရတယ်တရင်ပေါ့စိတ်မကောင်းပါဘူးအဲ့တော့ကောင်းတဲ့ဒုက္ခရီလာဖို့ဆူတောင်းပေးပါတယ်အဲ့တော့ကော်ပိုရိတ်ဘက်ကတာဝန်ရှိသူတွေကတော့ဒီမြန်မာတော့အစိတ်တင်ပြီးတော့ဒါတို့ရင်ခန်းထဲမှာအစိတ်တင်ပြီးတော့အစိတ်ငွေယူပြီးတော့တေးလို့မပါဖြစ်တဲ့အချိန်မှာကြားတဲ့အချိန်မှာချက်ချင်းတို့မိသားတက်ဖို့ဝင်နေကယ်ဆယ်ဖို့ရတယ်တဲ့ကဲပါတယ်ဒါပေမဲ့ကန်ဆိုးစွာဖြစ်မယ်ဒီဓာတ်ကန်နေမြန်မာလူသားတွေအပေါ်ဆွဲတင်တဲ့အခါကျိုးနဲ့ဆွဲတင်တဲ့အခါမှာအသက်22နှစ်အရွယ်မြန်မာလူသမားတူတို့အရင်ဆုံးကယ်တင်နိုင်ခဲ့တယ်တဲ့ဒါပေမဲ့လည်း ဆေးရုံပို့ဆောင်ပေးနိုင်ခဲ့ပြီမြန်မာ24နှစ်အရွယ်နဲ့25နှစ်အရွယ်မြန်မာလူသားနှစ်ယောက်ကိုတော့နှစ်ဦးစလုံးတည်ဆုံးနေတဲ့ချိန်တော့ကဲလို့ရတယ်ကဲကဲသူတို့ကဲပြီးတဲ့ချိန်မှာတည်ဆုံးနေပြီတဲ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးရတဲ့ဖွဲ့ဝင်တွေကတော့လှုပ်ဆက်ရှေ့အလုပ်တွေလုပ်နေတော့ဗျာမြူကြီးကြီးကလုပ်နေတယ်ပေါ့ ဒါပေမဲ့ကုမ္ပဏီနေတဲ့ကဒီမြန်မာလုပ်သားရင်းနဲ့ပတ်သက်ပြီးဘာလို့ပေးမလဲမေးခွန်းပေးရင်တော့အချိန်တိုင်းရောကြီးပေးမယ်ဒါနဲ့ပြီးသွားပါတော့ရောကြီးပေးမယ်နှစ်နာကြီးပေးမယ်မိသားစုဝင်တွေခေါ်ပေးမယ်သက်ဆိုင်မိသားစုဝင်တွေအဲကြံခဲ့တဲ့မိသားစုဝင်တွေကသူတို့ဒီသက်ဆိုင်တဲ့သူတွေမိသားစုဝင်အလောင်းတွေလာကြည့်မယ်လာယူမယ်တဲမယ်ဒါမှမဟုတ်လည်းမိသီဂျုံပဲပြီးရင်ရောကြီးပေးမယ်ဒါနဲ့ပဲပြီးသွားမှာပေါ့ဒါပေမဲ့ဒီလိုနဲ့ပဲဘဝတစ်ခုဆုံးသက်သွားတယ်ပေါ့မြန်မာတစ်ယောက်ရဲ့ဘဝမြန်မာနှစ်ယောက်ရဲ့ဘဝပေါ့ဆုံးသက်သွားတယ်ဆိုတော့ဒါလေးကကြားရတော့စိတ်မချမ်းသာစရာသတင်းတစ်ခုဖြစ်နေဖော်ပြပေးတာပါနောက်တစ်ခုကထိုင်းမှာရောက်နေတဲ့မြန်မာတွေကဒီကိစ္စရင်လာဆိုတော့ထိုင်းမှာရောက်နေတဲ့မြန်မာတွေတော်တော်များ အခုနောက်ပိုင်းမှာသတိမထားမိလို့ဖြစ်နေတဲ့ပြဿနာတွေအကြီးကြီးတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီမြန်မာလူသမားတွေရဲ့ data အချက်အလက်တွေကိုအသုံးချပြီးတော့ကြားဖြတ်နေတဲ့ဘဏ်ကောက်နေတဲ့တွားပြီးချိတ်ဆက်လိုက်တဲ့ဇလန်တွေအကြီးကြီးဖြစ်နေပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြီးကြီးဖြစ်နေတယ်ဒါလည်းမြန်မာတွေအထူးသတိထားရမယ့်ကိစ္စပါဘာလို့ဆိုတော့ကျွန်တော်ဒါမျိုးကိုကျွန်တော်လွန်ခဲ့တဲ့ကျွန်တော်ထင်တယ်ဒီနှစ်စောပိုင်းလောက်ကလည်းတစ်ခါနှစ်ခါလောက်ပြောဘူးတယ်လို့ကျွန်တော်မှတ်မိတယ်နှစ်ခါလောက်ပြောဘူးတယ်လို့ကျွန်တော်မှတ်မိတယ် ဟိုရာနှုန်းပြည့်အတိအကျမဟုတ်တော့ဒါမျိုးပုံစံနဲ့တပုံစံနဲ့ဒီဘက်တူတဲ့အကြောင်းအရာတွေကျွန်တော်ပြောဥပါတယ်မြန်မာလူသမားတွေရဲ့အချက်အလက်တွေကိုယူပြီးတော့ဘဏ်ကောက်နေဖွင့်တယ်အဲ့ဒီမှာကြားဖြတ်နေဖြစ်ကုန်တယ်မြန်မာလူသားတွေကတရက်ဝင်ငွေတက်လာဝင်မှာဒေါ်လာဘတ်တန်းကျော်လောက်ရှိတာသူ့အကောင့်ထဲမှာသွားဆင်တာဘတ်တန်းနှစ်တန်းနေဖြစ်နေရမျိုးတွေဘယ်လိုတွေရောက်လာမှမသိတဲ့ပတ်စံတွေရောက်နေပြီးတော့အကောင့်လုံးနေထိုင်နေအဆွဲစီခံရတဲ့ဟာမျိုးတွေပေါ့သွားဖမ်းလိုက်တဲ့ခါကျတော့မြန်မာလူသမားတွေဥဒူအတန်းနဲ့ဘာမှမသိဘူးအဲ့သူအကောင့်ရှိလားဆိုတော့အဲ့ကောင်သူ့ကောင်လည်းမဟုတ်သူ့ပုံသူ့နာမည်သူ့ရဲ့ပတ်မှတ်ပုံနဲ့ချက်လဲဆိုတော့မှန်တယ်ဒါပေမဲ့သူ့ဟာမဟုတ်ဘူးသူဖွင့်ထားတာလည်းမဟုတ်ဘူး အဲ့လိုမျိုးနဲ့အလိမ်ကမ်းတွေဖြစ်စဉ်အများကြီးရှိရဲဆိုတော့ကျွန်တော်ပြောခဲ့ပါတယ်ပြောခဲ့ဖူးတယ်အဲ့ဒါမျိုးကထိုင်းမှာလည်းမဟုတ်မြန်မာပြည်မှာလည်းရှိနေတယ်မှတ်ပုံတင်လေးတပုံမှတ်ပုံတင်လေးနဲ့လူပုံတစ်ပုံရဲ့ခံလိုက်တာပြီးလို့ပြအဲ့ဒီလူရဲ့အကောင့်ရဲ့ဘဏ်တွေမှာရှိနေတယ်ပြီးရင်အဲ့လူရဲ့အကောင့်ဘဏ်တွေမှာရှိအဲ့ပတ်စံတွေရဲ့ဘာတွေမှမသိတဲ့ငွေတွေတရားမဝင်ငွေမဲတွေမျိုးစုံဝင်ချလာပြီးတော့အဲ့ဒီလူဟိုလူမျိုးတက်ဖို့အနေကစုံစမ်းဖော်ထုတ်ပြီးလိုက်တဲ့ခါကျတော့ဟိုရွာကြရွာကြားထဲမှာဘာမသိညာမသိအဖိုးကြီးဖွားကြီးဖြစ်နေဖြစ်နေတာတခါတလေအဲ့ဒါဘာလဲဆိုတော့ဒီကြားဖြန့်တွေရဲ့တမျိုးပဲကြားဖြန့်ခွဲရတဲ့တမျိုးပါအခုထိုင်းမှာဖြစ်သွားတာအဲ့ဒါ ထိုင်းနိုင်ငံနခွန်ပထုံခရိုင်ဗန်လင်မြို့ဗန်ပလာဆိုတဲ့ကြေးရွာမှာလွတ်လုံနေတဲ့မြန်မာလူသမားတွေအဲ့ဒီလူသမားတွေရဲ့စာရဆရာတွေကိုဗန်စီရင်ဖွင့်ပြီးတော့ online လောင်းကစားလုပ်နေတဲ့အဖွဲ့တွေအဲ့ဒီလုပ်နေတဲ့ပွဲသားတွေကိုထိုင်းအထုဆောင်ဆိုင်ရေးတပ်ဖွဲ့ CIB ကနေပြီးတော့ဖမ်းဆီးလိုက်တယ်လို့သိရတယ်နော်ဖမ်းဆီးလိုက်တယ်လို့သိရတယ်အဲ့ဒါကမနေ့ကတော့ဖမ်းတာဖမ်းဆီးခဲ့တဲ့ပွဲသား2ဦးကအမ်စဟာရတ်နဲ့နတ်တဖုန်ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တဲ့သူတို့ကဘာလဲဆိုတော့မြန်မာလူသမားတွေရဲ့ work permit တတန်းတိုးဖို့လုပ်ဖို့အတွက်အနံထားတဲ့စာရဆရာတွေကိုအသုံးချပြီးတော့ဗန်စီရင်သွားဖွင့်ပြလိုက်တာကဲအဲ့တော့ ကျွန်တော်ခဏပြောရဲ CIA တို့ဘာလို့ကြတော့ကျွန်တော်မြန်မာမလူသမားတွေကတိုင်းမှာ CIA လောက်တာဘက်ကလောက်တာစသဖြင့်အဲ့ဒါတွေကိုလုံးပွဲသားနဲ့အကြတယ်အဲ့ဒီပွဲသားတွေကမယုံမကြည်စိတ်မချရတဲ့ပွဲသားတွေကိုသွားပေးလိုက်တဲ့အခါတချို့ပွဲသားတွေကအဲ့ဒီရဲ့အချက်လက်တွေကိုယူပြီးတော့ကြားပြန်အကောင့်တွေဖွင့်ပြတယ်ဘဏ်အကောင့်တွေဖွင့်ပလိုက်တာမျိုးတွေရှိတယ်ကိုမသိဘဲနဲ့ဖွင့်ခံလိုက်ရတယ်ဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကပွဲသားအပ်တဲ့ကိစ္စတွေကဖြစ်နိုင်ရင်ပွဲသားအပ်ရင်ယုံကြည်စိတ်ချရတဲ့ agency တွေမြန်မာ agency တွေကိုအပ်ပါဘာမှမသိတဲ့ agency တွေမအပ်ပါနဲ့ယုံကြည်စိတ်ချတဲ့ agency တွေကျွန်တော်တို့သိပါတယ်ကျွန်တော်တို့မိတ်ဆွေတွေထိုင်းမှာအများကြီးရှိတယ် စိတ်ချရတဲ့အေဂျင်စီတွေကိုတွတ်အပ်ပါမဆိုင်တဲ့ဘာမှမသိတဲ့အေဂျင်စီကိုတွတ်အပ်မိလို့ကိုယ့်ရဲ့နာမည်ကြီးနဲ့ဟိုကြားဖြန့်ဖန်ကောင်ကြီးဖြစ်နေခင်ဗျားတို့နင်းထိုင်နေကြားတဲ့ညက်ပြီးတော့ရာဇဝတ်ကောင်ကြီးဖြစ်ကုန်မယ်ကိုယ့်ဖြစ်ဘာမှမသိဘူးပြီးလည်းပြောရာဇဝတ်ကောင်ကြီးဖြစ်နေမယ်နိုင်ငံတကာမှာအဲ့လိုဖြစ်ကုန်မယ်အခုဒါထိုင်းနှစ်ကောင်ထိုင်း CIB ကဖမ်းလိုက်တဲ့ခါကျတော့ဒီကောင်ကြီးကဘာလုပ်တာလဲဆိုတော့မြန်မာလူထုမားတွေရဲ့စာရွက်စာတမ်းတွေကိုအသုံးပြုပြီးတော့နော်ဝါပါမစ်တရန်ပြတိုးရအသုံးပြုတဲ့စာရွက်စာတမ်းတွေတရန်တိုးဖို့လိုအပ်တဲ့စာရွက်စာတမ်းတွေကိုဒီထိုင်းတွေကိုယုံကြည်လို့ပေးလိုက်တဲ့ပုံပေါ်တယ် လို့အဲ့ကောင်တွေကအဲ့ဒါကိုလွတ်လိုက်တဲ့ခါမှာမြန်မာလူသမားတွေဆားရဆရာတွေနေဒီကောင်တွေဘန်ဆင်းဖွင့်ပြီးတော့ online လောင်းကစားတွေလုတ်ပစ်လိုက်တယ်လုတ်လဲပြီးလဲပြီးတော့ပေါက်ကဲလုတ်တော့ဒီကောင်တွေလိုက်ဖမ်းလိုက်တာဖမ်းလိုက်ခါသူတို့ရဲ့ဘန်ကောင်တွေမှာဘတ်သား90ကျော်ရှိနေတယ်တကယ်ရှိနေတော့အဲ့ဒါနဲ့အဲ့ပွဲသားနဲ့အုပ်နဲ့ဘန်ဆင်းနဲ့အသုံးပြုသူ9ဦးကိုဖမ်းဆီးဖို့သူနှကောပထုံခရိုင်မှာတရားရုံးမှာဖမ်းဝန်းတောင်းခံပြီးတော့ CIB ကဖမ်းလိုက်တာဖမ်းတဲ့ခါမှာတော့တရားခပွဲသားနှစ်ယောက်ကိုတော့မိတယ်မြန်မာတွေကိုကြတော့သွားစုံစမ်းတဲ့ခါကျတော့ဘာမှမသိညာမသိဖြစ်နေတယ်ဒါဒါဒါဒီတိုင်းပဲဖြစ်တာဆိုတော့ဒါသိစိတ်ပူစရာကောင်းတဲ့ကိစ္စပါဘောနော် ဒါမျိုးဖြစ်စဉ်တွေရောအရင်ဖြစ်လာဖို့ဆိုတော့ဟုတ်ပြီးခဲ့တဲ့ဇန်နဝါရီလောကတခါဖြစ်တယ်နှကောပထုံမှာဖြစ်တာမြန်မာ54ယောက်ကစာရေးစာရည်တွေကိုတုံးချပြီးတော့ဗန်စီနေဖွင့်ပြီးတော့ online လောင်းကစားရေလုပ်လို့တခါဖမ်းမှုတယ်ဆိုတော့ထိုင်းမှာရောက်နေတဲ့မြန်မာတွေအနေနဲ့ကကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့အချက်အလက်တွေနဲ့ဘယ်သူမှမသိတဲ့သူတွေကဘဏ်အကောင့်ဖွင့်ထားတာမျိုးတွေဖြစ်ပြီးတော့ကြားဖြတ်ငွေတွေတရားဝင်ငွေတွေငွေမဲတွေဒါတွေစီးဆင်းဝင်လာရင်တရားခံဖြစ်မှာကိုဖြစ်မှာအဲဒါကြောင့်မလို့ထိုင်းရောက်တဲ့မြန်မာတွေအနေနဲ့သွာလာနေထိုင်စားတော့အကုန်လုံးအချက်အလက်ကိစ္စတွေကိုယ့်နဲ့ကိုရဲကိုယ်တိုင်အချက်အလက်တွေမှသမျှနဲ့ပတ်သက် သတိကြီးထားပါလူအုပ်မယုံပါနဲ့စိတ်ချယုံကြည်ရတဲ့ agency တွေ app ပေါက်တက်ကြရဟာတွေတော့မလုပ်ပါနဲ့အဲထိခိုက်သွားရင်ခင်ဗျားတို့ပဲထိခိုက်မှာဖြစ်တဲ့အတွက်ခင်ဗျားတို့တွေကျွန်တော်စိတ်ပူတဲ့အတွက်ဒီကနေကျွန်တော်ကြော်မြုံမြင်လှမ်းပြောပါတယ်ခင်ဗျားတို့ကြော်မြုံမြင်နေတယ်လှမ်းပြောပါတယ်ခင်ဗျားတို့ကထားရရင်ကျွန်တော်ဆဲကျင်ဆဲမယ်တချို့တွေကခင်ဗျားတို့ဆဲလိုက်ကျွန်တော်ကျွန်တော်ကြည့်မရအောင်ဆဲကျင်တယ်တိုက်တယ်လို့ပါဒါပေမဲ့ခင်ဗျားတို့အကျိုးစီးပွားထိခိုက်နေတာဆုံးရှုံးသွားမှာကိုတော့ကျွန်တော်စိုးရင်လည်းအထိုင်းမှာခင်ဗျားတို့အကျိုးစီးပွားထိခိုက်သွားမှာကျွန်တော်စိုးရင်လည်းဒါကြောင့်အပ်တဲ့အခါမှာဒီလို ဘာမှမသိတဲ့ကောင်တွေနဲ့တော့မလုပ်ပါနဲ့နော်ဟိုကလင်ကြီးချက်ကောင်တွေစကားထိုင်ရနေပြီးတော့အဘောင်အိုင်းတဲ့စကားရဲ့အကြီးတွေပြောပြီးတော့ခင်ဗျားတို့လိန်နေတဲ့ကလင်ကြီးချက်ကောင်တွေကိုလည်းမယုံကြနဲ့အဲ့ဒီကောင်တွေကခင်ဗျားတို့ကြားဖြန့်နေရမှာမတုံးဘူးလို့မပြောနိုင်ဘူးဒါကြောင့်ခင်ဗျားတို့သတိနဲ့ထားပြီးတော့နေကြပါလို့ပဲကျွန်တော်တို့တိုက်တော့ပါတယ်ဒါတော့ကျွန်တော်တရားတစ်ခုပါနောက်တစ်ခုကအာနောက်တစ်ခုကကျွန်တော်တို့ထိုင်းကိစ္စပြောတော့ထိုင်းနဲ့နီးစပ်မောတော်ကိစ္စလေးပြောမယ်ဒီနေ့ဆိုရင်မောတော်မောတော်ကိုမောတော်ပေါ့ဘိတ်မောတော်လို့ပြောရင်ပူပြီးနားလဲမှာမျက်စိမျိုးလုံးတော့မမြင်နိုင်ဘူးအဲ့တော့ မောတော်ဆိုတာထိုင်းမြန်မာနယ်စပ်ဘိတ်မောတော်ဆိုပြီးတော့နာမည်ကျော်ခဲ့တဲ့ကုံသွဲလမ်းကြောင်းရှိတဲ့နေရာမြို့အဲ့မောတော်ကိုအာ KNL နဲ့ PDF နဲ့ BPL ပူးပေါင်းအဖွဲ့တွေကနေပြီးတော့သိမ်းပိုက်လိုက်တယ်ဆိုတော့တရင်ဒီနေ့ဒီနေ့ဆိုအောင်ပွဲခံရကြတယ်တချို့သတင်းဌာနတွေအဲ့ PPM မီဒီယာတချို့သတင်းဌာနတွေရေးတာတော့၄ရက်နဲ့အပြီးတိုက်တယ်တချို့က၃ရက်နဲ့အပြီးတိုက်တယ်တချို့ကတော့အဲ၁၀ရက်လောက်တိုက်ရတယ်လို့ရေးတယ်လို့ရှိပါတယ်ဘလို့ပဲတိုက်တိုက်ဒီနေ့တော့တို့ရသွားပြီဆိုပြီးတော့တို့အောင်ပွဲခံကြပါတယ်ဆိုတော့တကယ်တော့မောတော်ကြာသွားလာမေးဟုတ်ပါတယ်မောတော်မောတော်မြို့ကို ဒီ KNL PDF နဲ့ BBL ပူးပေါင်းဖွဲ့တွေရသွားပါတယ်ဆိုတော့ကျွန်တော်တို့အဲ့တိုက်ပွဲရသွားတယ်ရသွားတယ်ကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်တို့နေသိကျွန်တော်တို့တော့သိမထူးဆန်းမထူးဆန်းဘာကြောင့်လဲဆိုတော့တိုက်ပွဲရဖြစ်နေတဲ့ကရင်ပြည်နယ်မှာဖြစ်နေတဲ့တချို့ကိစ္စတွေကအဲတချို့ကိစ္စတွေကဒီမောတော်ကြာသွားတော့လောက်ခေါင်းထည့်စရာကိစ္စမဟုတ်ဘူးဒါကြောင့်လို့မောတော်ကအချိန်မီပြန်ယူလို့ရတဲ့အထက်မှာပါတယ်ဒါပေမဲ့သူ့ရဲ့အရေးကြီးတဲ့ကိစ္စတွေကိုအဲ့ဒီဒေတာတနင်္သာရီမော်လမြိုင်ကရင်မွန်ကရင်မွန်ကရင်ပေါ့ဗျာမွန်ကရင် မွန်ကရင်တနင်္လာရီ3ခု3ခုမှာထိုင်ထားတဲ့ဒီတိုက်စစ်နာချုပ်နှစ်ခုတဲ့အဲကာသရပေါ့နော်အဲ့ဒီနေရာတွေဖွဲ့တွေသူတို့အရေးကြီးတဲ့ issue ကဒီမောတော်ကိစ္စပေါ့ဟုတ်ဘူးကျန်တဲ့ issue တွေရှိနေတယ်ဥပမာဆိုကြပါစို့ထိုင်းမြန်မာနယ်စပ်တစ်လျှောက်လုံးမှာရှိတဲ့ဒီကြားဖြတ်နဲ့ပတ်သက်တဲ့ကိစ္စတွေဒါတွေအကုန်လုံးသူတို့အာယုံဆိုင်နေရတယ်ကာလနောက်တစ်ခုအာရှလိုင်းတကြောကကိစ္စနောက်ကဒဝဲထူးစီးပိုင်းဆိုကိစ္စအဲ့ကိစ္စတွေအကုန်လုံးကအာယုံဆိုင်ရတဲ့အထူးအာယုံဆိုင်ရတဲ့နေရာတွေဖြစ်တယ်မောတော်တို့တစ်ခုကိုပေးလိုက်ရတာလောက်ခေါင်းနဲ့သူတို့ရှင်းမဟုတ်ပြီးတော့မောတော်ကကျွန်တော်မေးကြည့်တယ် အင်အားဘယ်လောက်ရှိခဲ့ဘူးလဲတဲ့ကျွန်တော်ဆိုတက်မတော့အဲ့မှာမောတော့မှအင်အား20 30ပဲရှိတာတဲ့သူတို့ကထုတ်ပြန်တဲ့အယောက်40လောက်မိတယ်ဗျာညာပြောတယ်ပုံနေမှာတော့ဘယ်လောက်မှလည်းမပါဘူးပုံမှာဖြင့်10ယောက်ကျော်လောက်ပဲတွေ့ရတယ်ဆိုတော့40လောက်မိတယ်လို့ပြောတယ်လူ10ယောက်ကျော်ပဲတွေ့ရထားပါတော့ဘယ်လိုဖြစ်ဖြစ်သူတို့ထုတ်ပြန်ကြတယ်သူတို့ထုတ်ပြန်ထုတ်ပြန်တကယ်တော့လူ20ကျော်လောက်ပဲရှိတယ်တဲ့တိတ်လူမရှိဘူးတဲ့ တို့ထုတ်ပြန်တဲ့လူစင်းတွေကဘလို့လူတွေပုံတွေကြည့်ရကြအပြင်တချို့တွေကစက်သားတွေဖြစ်နေတယ်တချို့တွေကရက်သားတွေဖြစ်နေတယ်တချို့တွေကစက်သားတွေနဲ့မိသားစုဝင်တွေလည်းဖြစ်နိုင်တယ်တချို့တွေကကြတော့ဟိုရက်ကွက်တဲ့လူတွေဘာမှမသိတဲ့ဟိုတက်နဲ့တက်ထွဲမှာသွားပြီးဟိုတော့ပျော်ရှင်သွားနေတဲ့လူတွေအဲ့လိုလူတွေဖြစ်နိုင်တယ်ဘလိုဖြစ်ဖြစ်မောတော်ကြာသွားတော့မှန်ပဲဆိုတော့မောတော်ဘာလို့ဒီကောင်တွေတိုက်တာဖြစ်နိုင်လဲလို့ကျွန်တော်စုံစမ်းကြည့်ရအခါကျတော့မောတော်ကဗိတ်မောတော်ကုံသွေးလမ်းကြီးကရှိတယ်အဲ့လမ်းကြီးကသူတို့စိတ်ထမှာဒီဘက်ကအာရှလမ်းကြီးကလက်လွတ်လိုက်ရတဲ့အခါကနော်ဒီဘက်ကဒီကြားဖြတ်နဲ့ကြားဖြတ်ကြောင့် ကျွန်တော်တို့ဒီကရင်ပေါ့နော်ကရင်နဲ့မွန်အဆက်တောင်းနေနေရာဒီကြားဖြတ်အောင်ကြားဖြတ်အောင်တချို့လက်နက်ကင်အဖွဲ့တွေကလောက်ဝကင်ခက်လာတဲ့အခါဘယ်ဟုတ်ဆင်းပြေးသွားလဲဆိုတော့တနင်္သာရီဘက်ကိုဆင်းတယ်တနင်္သာရီဘက်ကကြာတော့ဘာဖြစ်လဲဆိုတော့တနင်္သာရီဘက်မှာကတက်ခဲ့အချိန်နေရာတနင်္သာရီမှာအာယုံအရင်ဆိုင်မထားဘူးတနင်္သာရီအဲ့ဘိတ်မောတော်ဘက်တွေကအာယုံဆိုင်မထားဘူးအဲ့တော့အာယုံဆိုင်မထားတဲ့ဒေသဖြစ်တယ်ပြီးတော့ဒီလုံချုံရင်တက်တယ်ကိုအားနဲ့အင်းနဲ့ဒုနဲ့တင်နဲ့အခိုင်မှာစခန်းကြီးတိဆောက်ထားတာမဟုတ်ဘူးပေါ်ပါထားလိုက်တာများတဲ့ခါကျတော့ဒါကြောင့်မလို့ဒီကောင်းနေရာနေမြေခြေခုရရေးအတွက်ရပြီးတော့ဘာလဲဆိုတော့ ငါတို့မြို့တစ်မြို့သိမ်းနိုင်ခဲ့ပြီဆိုတဲ့ဂုံပုတ်ရရေးအတွက်ရေအဲနောက်တစ်ခုကဘာလဲဆိုအကဲရများနေဆက်ကုံသွေးရေးမှာတရားမဝင်ကုံသွေးရေးသာလုပ်ချင်ရင်တို့နဲ့လုံးလို့ရအောင်ရေအဲ့၃ချက်နဲ့တို့ကအဓိက target ထားပြီးတော့သိမ်းပိုက်လိုက်တဲ့ပုံပေါ်တယ်ပေါ့ဗျာဘာလို့ဆိုတော့ဒါပေမဲ့ဘိတ်နဲ့မောတော်ကုံသွေးရရထားတာတစ်နှစ်ကျော်ပြီလို့သိရတယ်ဘိတ်မောတော်ကုံသွေးဖွင့်ဖို့ကိစ္စကျွန်တော်တော်ကျွန်တော်တို့ရဲ့စိတ်မှန်းချာထဲမှာရေးခဲ့တာရှိပါဘူးလို့ရှိပူပါတယ်အဲ့တော့ဒီအားကြီးကိုပွင့်ဖို့တော့ကိုစူးစမ်းခဲ့တာရှိခဲ့ဘူးတယ်သို့တော်လည်းဒီဘိတ်မောတော်လမ်းကြောင်းကြီးကုံသွေးလမ်းကြောင်းကြီးကထိုင်းဘက်ကမဖွင့်ဘူး ိုင်းဘက်ကမဖွင့်တဲ့အတွက်အဲ့ဒီကနေပြီးတော့ဘာခေါ်လဲဆိုတော့ကုံသွေးကားတွေသွားဖို့ထက်တနိုင်တစ်ပိုင်းကုံနေတဲ့တာလောက်ပဲပြောရရင်တော့ဖွင့်လိုက်တာမျိုးရှိတယ်ကြီးကြီးမားကုံသွေးစခန်းတွေပြင်ဆင်ထားပြီးသားရှိတယ်တော့မြန်မာဘက်ကပြင်ဆင်ထားပြီးသားရှိတယ်ထိုင်းဘက်ပြင်ဆင်ထားပြီးသားရှိတာတောင်းတရားဝင်ကုံသွေးလမ်းကြောင်းဖြစ်နေဘိတ်မော်တော်စခန်းမှာဖွင့်ခဲ့ကိုဖွင့်ခဲ့တဲ့အတွက်သူတို့တိုက်လို့ရသွားလေဒီနေဆက်ကနေကုံသွေးကြီးကိုပိတ်ဆို့ကန့်တတ်နိုင်တဲ့အဆင်မျိုးမဟုတ်ဘူးလို့ကျွန်တော်ကြံပြင်းကြားတယ် ိုတော့ပြောရရင်တော့ဟိုဘိတ်မောတော်စကန်တဲ့အရင်မကြည့်ဘူးလို့ကျွန်တော်ကြံကြံပြကြားတယ်အချိန်တိုင်းတက်ကပြန်တိုက်ယူယူလို့ရနိုင်တဲ့နေရာတွေမှာပါတယ်လို့လည်းကြားတယ်အဲ့တော့တစ်ဖက်ကအောင်မဲခံတာတော့အောင်မဲခံပါစေဒါကတော့တို့ရဲ့တဘာဝပါတို့အောင်မဲခံတာတော့တို့ဘက်ကလည်းတို့ဘက်အောင်မဲခံပါပဲမမပါဘူးဒါကတော့ကျွန်တော်သိပြောလို့ကိုကောင်းတဲ့ကိစ္စအောင်မဲခံကြပါဒါပေမဲ့အချိန်တိုင်းတက်ကပြန်လာတိုက်တော့မှပြည်သူတွေဘာဖြစ်ကုန်ပါ့ညာဖြစ်ကုန်ပါ့မအိုးပဲလို့တယ်ဒါလေးပဲပြောချင်တာနော်သိတော့အရင်မကြည့်ပါဘူးမောတော်ကိစ္စကျွန်တော်လည်းကောင်းတဲ့အိတ်လည်းမရှိဘူး သို့တော့မောတော်ကြာသွားကြမင်းမပြောဘူးလားဘာလားငါဘလားဘလားဘလားနဲ့လိုက်ဒီပိအုပ်စုတွေလောင်းပါအဲ့တော့ခင်ဗျားတို့ပြောတယ်မောတော်ဟုတ်တယ်မှန်တယ်ပါသွားတယ်ဒါပေမဲ့အချိန်တိုင်းပြည်ယူခြင်းလွယ်လွယ်လေးရတဲ့ကိစ္စကိုဘာတို့များပမန်ခံပြီးပြောနေမှာတော့ခင်ဗျားဘာဖြစ်တော့ AC ပေါ့အချိန်တိုင်း AC ရအောင်အဲ့လိုပဲပြောနေတာပေါ့နော်နောက်တစ်ခုကဒီကိစ္စပြီးတော့ကျွန်တော်တို့တိုက်ပွဲကိစ္စပါလာတော့နောက်ထပ်တိုက်ပွဲတစ်ခုနဲ့ထပ်ပြီးပြောရပါမယ်အဲ့ဒါဘာလဲဆိုတော့တိုက်ပွဲမဟုတ်တဲ့တိုက်ပွဲတစ်ခုလို့ပြောရမယ်အဲ့ဒါကဘာလဲဆိုတော့စင်ပူရန်ကိစ္စပါမနေ့က တပ်မတော်ကနေထုတ်ပြန်တယ် NASA ကအဲ sorry ဒီစက်အစိုးရကနေထုတ်ပြန်တဲ့ထက်မှာစစ်မှုထမ်းတာဝန်ပြီးဆုံးလို့ပြီးဆုံးသွားလို့သူ့ရဲ့မွေးရမြေကိုပြန်ခွင့်စစ်မှုထမ်းတာဝန်ပြီးဆုံးကြောင်းလက်မှတ်ပေးပြီးတော့သူ့ဒီသားသက်ဆိုင်နေသားပြန်သွားခွင့်ပြီးတော့အလုတ်ကင်နေရာရှာထားပြီးတော့ရှာပြီးတော့ချထားပြီးတဲ့ဟာတွေအားကြောင့်မနေ့ကတပ်မတော်ထုတ်ပြန်တာတွေ့ရတယ်ဆိုတော့တောင်ကြီးမှာလုပ်တဲ့ပွဲဆိုရင်ဒါပထမဆုံးဟာမဟုတ်လို့ရှိမယ်ပထမဆုံးစစ်မှုထမ်းခဲ့တဲ့နံပါတ်1အမှတ်စဉ်1ကတော့ဒါသူ့စစ်မှုထမ်းတဲ့နှစ်နှစ်ပြည့်သွားပြီလို့ပြောလို့ရတယ်ပေါ့ဗျာအဲဒါကြောင့်မို့သူတို့ စစ်မှုရန်ကာလာပြီးလို့ဆိုပြီးတော့ခုသူတို့မိခင်ရင်ကိုပြန်ပြီးတာဝန်ပြီးဆုံးတဲ့အတွက်သူတို့ရဲ့မိသားစုစီပြန်လို့ရပြီလက်ထက်မှာစစ်မှုရန်ပြီးဆုံးရောကတ်ကြီးကင်ထားပြီအာပြီးတော့စီးပွားရေးဝင်လုပ်မယ်ဆိုရင်အဲ sorry အလုပ်ဝင်လုပ်တော့မယ်ဆိုရင်ကုမ္ပဏီတွေကသူ့ကိုခန့်ကိုခန့်ရအောင်မယ်ဖြစ်လာပြီအဲအဲအဲ့အားပြန်သွားကြပြီအဲ့တော့ကျွန်တော်တွေးကြည့်တယ်တပ်မတော်ကတော့လို့ဒီစစ်မှုရန်တတနှစ်နှစ်လို့သတ်မှတ်ပြီးရင်သတ်မှတ်ထားတဲ့အတိုင်းနှစ်နှစ်ပြည့်တဲ့အခါမှာသူ့ရဲ့တာဝန်ဆက်ထမ်းခြင်းနဲ့ထမ်းမထမ်းခြင်းလို့ပြန်ခြင်းတွေဆိုလဲရော့မင်းပြန်လို့ရပြီစစ်မှုရန်ပြီးဆုံးကြောင်းလက်မှတ်ရော့ဆိုပြီးတော့သူ့မိသားစုစီကိုပြန်လို့ရအောင်ခုပြုတ်ပေးလိုက်ပြီး စစ်မှုထမ်းတဲ့တချို့ကလည်းလာစားလဲရပြီးပြီဆိုတော့ကျွန်တော်တွေးပြီးတော့ဩဒါဆိုရင်တော့သူတို့ဒီစစ်မှုထမ်းတဲ့နည်းနည်းလုံးမှာနံပါတ်1ကလာစားရတယ်နံပါတ်2ကစစ်မှုထမ်းလက် PC ကြောင့် certificate ရတယ်ပြီးရင်အလုတ်ကန်ခွန်လိုင်းတစ်ခုပြန်လုပ်ချင်တယ်ဆိုရင်တော့အဲ့ဒီလက်မှတ်ကိုပြပြီးတော့အလုတ်ပြန်လျှောက်မယ်ဆိုရင်သူနဲ့ထိုက်တဲ့နေရာဒုတာဝန်တွေကိုအလိုလိုရမယ်ဆိုတော့ဒီအခွင့်အရေးတွေရပါလားဆိုတဲ့အမျိုးကျွန်တော်မြင်လိုက်ရတယ်ဩဒါဆိုဒီလိုရတာပဲပေါ့နော်မနေ့ကထုတ်ပြန်ညို့ကြည့်ပြီးတော့အဲ့တော့ကျွန်တော်စဉ်းစားရတာပေါ့နော်တမလို့ကတော့ဟုတ်ပါပြီသူ့တက်တန်းကနှစ်နှစ်ပြည့်တဲ့အခါပြန်နာလို့ပြောခွင့်ပြောလိုက်ပြီဒါမဲ့ တစ်ဖက်မှာလည်းသူ့လိုပဲငယ်ရွယ်တဲ့ PDF လေးတွေ PDF လေးစစ်မှုထမ်းမယ်ဆိုပြီးတော့ PDF ထဲဝင်ချသွားတယ်။လင်းနေကြော်ပြီ။အိမ်ပြန်ရသေးရဲ့လား။အိမ်ပြန်ညရဲ့လား။ကျွန်တော်ထင်တယ် PDF တွေရတဲ့ PDF တွေတာဝန်ပြီးဆုံးချိန်ဆိုတာကသေမပဲထင်ပါတယ်ကြည့်ရတာ။သေမပြီးဆုံးတယ်လို့ထင်တယ်။ဒါဆိုအခုလဲစဉ်းစားကြည့်လေ PDF တွေသေးတာအတုံးယုံပဲ။အဲ့တော့သေမပြီးဆုံးမဲ့ PDF တာဝန်နဲ့နှစ်နှစ်ပြည့်တာနဲ့ပြန်ရတဲ့တက်မတော်တာဝန်ဘယ်တာဝန်ကပို့ပြီးတော့ကို့အတွက်ပို့ပြီးတော့စိတ်ချရလဲဆိုတာနောက်ဆုံးတော့အဖြေထွက်လာတာလေဆိုတော့ပြောချင်တာ။နော်အဲ့တော့ အခု PDF လုပ်နေတဲ့လူတွေလေးနှစ်သားကျော်လာတယ်ဘာယာလို့မှလည်းမတူဘာမှလည်းမဖြစ်ဘူးတမင်းလည်းငှက်လာပြက်လာဖြစ်ကြည်စားလည်းမလောက်မလန့်မလောက်မငါတွေဖြစ်နော်အကုန်လုံးဘဝတွေပြက်ဒုက္ခတွေရောက်မိသားစုတွေပြက်မလာနိုင်နော်အဲ့တော့သေမထွက်ရမယ်အသေးထွက်နဲ့အလုပ်လုပ်ရတဲ့ PDF ဘဝကိုရောက်သွားတယ်အသေးထွက်လုပ်တဲ့အသေးထွက်ဘဝကိုရောက်သွားတယ် PDF တွေကဆိုတော့တက်မတော်ကလူတွေကနည်းနည်းပြည့်တဲ့ကထွက်လာတယ်အေးဆေးကုနေရတယ်တက်တည်နေထောက်ထားနေနော်ဒါထောက်ထားနေ PDF တွေမှာဗမာတော့တက်တန်းပြီးသွားပြီလားနှစ်နှစ်ကျော်သွားပြီမပြီးသေးဘူးလေ၃နှစ်မပြီးသေးဘူးလေအခုပြီးလားမပြီးလားတော့ကျွန်တော်မသိဘူး ဦးတင်ထောင်းအောင်တို့အုပ်စုတွေကြီးညာခဲ့တဲ့ NUG အုပ်စုတွေကြီးညာခဲ့တဲ့အာကျွန်တော်တို့ရဲ့ဘွန်းနဲ့ SDB ဘွန်းရတဲ့နှစ်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 တွင်မဲ့တော်လိုင်းကြီးကနှစ်နှစ်ပဲပြီးနှစ်နှစ်ပြီးပြီးမှာမို့လို့နှစ်နှစ်နဲ့ပြီးမယ်ဆိုတာယုံကြည်လို့နှစ်နှစ်တွေရောက်မှာတဲ့ပြောတာအဲ့နှစ်နှစ်ကဘာနှစ်နှစ်လဲနှစ်နှစ်နှစ်လားနှစ်နှစ်နှစ်လားနှစ်တဒနှစ်နှစ်လားလို့ကျွန်တော်သိချင်တာသူတို့တနေ့ကခင်ဗျာပြန်စဉ်းစားကြည့်လို့ရှိရင်ဖြည့်ပေါ်တယ်2021နှစ်ကုန်ပိုင်း2020နှစ်မှာစပြောခဲ့တာ23 24ပြီးရမယ်နှစ်နှစ်ပြီးရမယ်25ရောက်လို့26တော့မနက်ဖန်တစ်ပတ်ကကူးတော့ ပမာတော့သူတို့ရဲ့ဘုန်းနေဘယ်သူပြန်ရသေးလို့ပြောချင်တာလူမပြောနဲ့ထဲ့လိုက်တဲ့ငွေတော်ပြန်မရတဲ့ကိစ္စဗျာခင်ဗျလူကတော့ဝေးပြီပေါ့ဗျာလူလူမပြောနဲ့ထဲ့လိုက်တဲ့ငွေတော်ပြန်မရဘူးအဲ့သူတို့ရဲ့ခုခုဘာလဲ SDB ဆိုပြီးတော့ဘာ Spring Development Bank ဆိုလားဘာလဲအဲ့ဒါဘုန်းရောင်းနေဆိုပြီးတော့ဝဲတဲ့လူတွေဝဲကြတယ်တချို့မြန်မာပြည်ကတချို့ပြည်မတထေးချို့ဝဲကြတာရှိတယ်ဝဲခဲ့ကြဘူးတဲ့အခုကြမှာကြောက်ရလန့်ရတဲ့ ဟိုဘိုင်ချောင်းအလန်နဲ့ဘာလဲ SDB ဘောနဲ့အမ SDB ရဲ့ဒီဘာခေါ်လဲဟို SDB ရဲ့ဟိုခရစ်ပတိုတဲ့ကိုကောက်ထည့်ပြီးတော့လူမသိအောင်အမီခံပလိုက်တာမျိုးတချို့လုပ်ငန်းရှင်တွေရှိတယ်လို့ကြားတယ်။ဒါပါတော့အဲ့တော့အဲ့ SDB ရဲ့ခရစ်ပတိုကလည်းခုမှဘာလဲဟိုနိုင်ငံတကာခရစ်ပတိုဝါတဲ့ဝင်ပြီးဘာညာစုချိန်ညနေတယ်။ဘယ်ဘယ်ကောင်တွေအလင်းခံမှလည်းမသိဘူး။ဘယ်ကောင်တွေချိန်ထက်ကမလို့တသလုံးပြတ်ထုတ်မရတဲ့ဟာပတ်စံ။ပြီးပြီးသွားတသလုံးပြတ်ထုတ်မရတဲ့ပတ်စံဝင်အဝင်သာရှိတယ်ကြားပတ်စံလို့အထွက်မရှိဘူး။ထွက်ရင်အီးပဲထွက်လာမှာ။ဝင်သွားတော့အစားပဲထွက်သွားတော့အီးပဲထွက်လာတဲ့ဆံမျိုးသိကြတယ်ဝင်သွားတော့ပတ်စံပြတ်ထွက်လာတော့ဘာလဲဆိုအငွေလေးရှူကြီးဆို အဲ့လိုဟာမျိုးဖြစ်မှာအဲ့တော့အလိန်ခမ်းမဲ့အုပ်စုတွေအဲ့အလိန်ခမ်းမဲ့အုပ်စုတွေပတ်စံသွားထည့်ကြတယ်အခုကဘာလို့ဆို NUG ကဘာလို့ဆိုကြားဖြန့်လုပ်နေတာ NUG တကယ်ကြားဖြန့်ဂိုင်းစတိုင်းဖြစ်နေတာ NUG ကခဲ့ရောညော NUG ကကြားဖြန့်ဂိုင်းစတိုင်းဖြစ်နေတယ်လူတွေလည်းခေါ်တယ်သူ့တတ်မှတ်တဲ့ကာလပြည့်လဲပြန်လို့မရဘူးတေမပြန်လို့ရတယ်လူတွေကို PDF ဖြစ်နေခေါ်တယ်တေမပြန်လို့ရတယ်ငွေတွေလည်းကောက်ခံတယ်တတ်တလုံးပြန်ထုတ်လို့မရတော့ဘူးအဲ့တော့ရှင်းရှင်းပြောတတ်တလုံးအပြီးပိုင်းလိမ့်တာ ် NUG ရဲ့လိန်ချက်ကြီးကတော့အဲကြားဖြန့်ကြီးကတော့ကြောက်စရာကြီးအဲဒါကြောင့် NUG ကတကယ်ကြားဖြန့်မယ်ငွေလဲလိန်တယ်လူလဲလိန်တယ်ပြည်သူလူတွေနှလုံးသားတွေလည်းလိန်တယ်အကုန်လုံးလိန်တာရသမျှအကုန်လိန်တာအဲ့တော့ရှင်းပြရင်တော့ဟိုတော့ ਨੇ ဘာလို့တော့တူနေလဲဆိုတော့တကယ်ကိုလိန်နာမဟိုဘာလဲဟိုဟိုနေ့ကတန်တန်ဘိုးသိမ့်ပြောဆိုလို့ဖြစ်နေဝါကဖြတ်တော်တော်ကြိုက်တယ်ဆိုတော့ပုံကူပြောလို့ဖြစ်နေအကုန်အဲ့လိုဖြစ်နေပြီเนาะအဲ့တော့ရှင်းပြရင်တော့ ဟိုလိန်ချက်ကတော့ရက်ဆက်တယ်ပေါ့ဗျာအဲ့ဒါလိန်အခုကြားပြန်အကြီးစားဖြစ်နေပြီလူတွေလည်းပြန်မလွတ်တော့ဘူးလူတွေလည်းတေမပဲပြန်ထွက်ရမယ်ဆိုတော့ PDF ထဲဝင်ပြီးသွားရင်တေမပြန်ထွက်ရမယ်တက်မလို့လည်းဝင်ပြီးရင်နှစ်နှစ်ပြည့်ရင်ပြန်ထွက်ရတယ် PDF ထဲဝင်ပြီးရင်တေမပြန်ထွက်ရတယ်အဲ့ဒါဘယ်ဟာမှန်လဲခါလို့စဉ်းစားကြပြီတော့အဲ့ဒါအဖြေပဲဒါလေးကကျွန်တော်ဟိုလေးပြောတာနောက်တစ်ခုကတက်ကိစ္စရင်းဆက်ဆက်ပြောတာတက်ကိစ္စထပ်ပြောမယ်လာရှိုးမှာလာရှိုးမှာပါလဲဆိုတော့ MNDA နဲ့အဲတက်နဲ့နည်းနည်းလေးအဲညင်းပွားမှုလေးအခြေတင်လေးတွေနည်းနည်းဖြစ်နေတယ်ကြားပါတယ်အဲ့ဒါအချားမဟုတ်ပါဘူး အဲတက်ကနေပြီးတော့တောင်းဆိုတယ်ပေါ့ဗျာတက်ကတောင်းဆိုတာလေးရှိတယ်တက်ကဘာတောင်းဆိုလဲဆိုတော့ဒီ MND အုပ်စုနော်သူကညှိတာပေါ့ပြီးခဲ့တဲ့ November first week တုန်းက first week ပြီးခဲ့တဲ့ရပိုင်းလေးအတွင်းမှာညှိတယ်တဲ့အဲ MND ဖွဲ့ရညှိတယ်ပေါ့ဘယ်မှာညှိတယ်ဆိုတော့ live show မျိုးဘွားဟိုတယ်တစ်ခုပေါ့ဗျာသိပါတယ်စင်နဂေါဟိုတယ်ဆိုအလုံးသိပါတယ်ကျွန်တော်ပြောဦးနော်ကျွန်တော်ပြောဦးနော်အဲဟိုတယ်ကကျွန်တော်ဒီပါတယ်စင်နဂေါဟိုတယ်ဆိုတော့ခင်ဗျားတို့ဒီပါတယ်ကျွန်တော်ပြောဦးနော်အဲ့ဟိုတယ်မှာပေါ့နော်ညှိကြတာပေါ့ဟိုအဲ့အဲ့မှာပေါ့နော်ကြည့်တယ်ပေါ့ဗျာညှိကြတဲ့ခါမှာ ်တက်ဘက်ကပြောတာရှင်းတယ်နတ်ပေါင်နတ်လန်တီဘောအစရှိတဲ့နေရာတွေမှာတက်ဆွဲချတာနေရာချတာတက်ဆွဲထားတဲ့တချို့ MNDA တက်တွေပြန်ဆုတ်ပါဘယ်နေ့နောက်ဆုံးလဲဆိုတော့နိုဝင်ဘာ20နေ့နောက်ဆုံးတော့ဆုတ်ပါလို့ပြောတာပြောရတော့ဒီဒီဒီပြောင်းသားမှယူဖွင့်နေတယ်ဖွင့်နေတဲ့အတွက်နိုဝင်ဘာ20နောက်ဆုံးတော့ဆုတ်ပါလို့သူကပြောတာပြောတဲ့အတွက် MNDA ကလည်းငါတို့ကမဆုတ်နိုင်သေးဘူးပေါ့ပြောတယ်ပြန်ပြောတယ်လို့ကြားတယ်အဲ့တော့မဆုတ်နိုင်သေးဘူးဆိုတော့တခါโอเคထပ်ပြောညှိလို့မရနောက်တစ်နေ့ထပ်ညှိတယ်အဲ့လိုညှိလို့မရရဆိုကြတော့ MNDA လည်း မဆုတ်နိုင်ဘူးကြည့်လို့ပြရတဲ့အချိန် MND ကဘာလုပ်လဲဆိုတော့သူ့ဘက်ကအင်အားလေးတွေထပ်ပြီးတိုးဖြည့်တယ်။သိန်းဒီဘက်ကနေပြီးတော့အာကောကန့်ဖွဲ့တွေအားချိန်လာတာဟိုရတော့နတ်ပေါင်တို့ဒီဘက်ဘက်ကိုသူကသူ့ရဲ့အင်အားလေးတွေတိုးတိုးတိုးခိုးပြီးအင်အားတွေထပ်ဖြည့်တယ်။ဖြည့်တယ်ပေါ့ဗျာ။ဒါပေမဲ့ဟိုဘယ်ခေါ်လဲသူတို့ဟိုပေါ်တင်းလုံးဖြည့်တော့ခိုးဖြည့်တယ်ပေါ့။ခိုးပြီးတော့တက်ကတိတော့တားတယ်။မင်းတို့ဒါမှန်းနေရင်တော့ပြောတယ်။ပြောတဲ့ကြားတဲ့မရဘူး။နောက်ဆုံးကျတော့ဒီနေ့နိုဝင်ဘာ၁၄ရက်ကျတော့ဘာဖြစ်ကုန်လဲဆိုတော့ကြားတာပေါ့နော်။လာရှုအထွတ်နားမှာလာရှုအထွတ်နားအထွတ်နားတဲ့ဟိုရဘက်မှာတဲ့။ MND ရကနေပြီးတော့ကတ်တရာဘုံတွေချပြီးလမ်းတွေပိတ်ဆို့လိုက်ပြီးတဲ့ပိတ်လိုက်ပြီးတော့ဒီအဟိုရနန့်ပေါင်လာရှူဟိုရနန့်ပေါင်လာရှူလမ်းနန့်လမ်းလာရှူလမ်းအဲ့လမ်းတွေကိုပါသူက MND ရပိတ်ချင်သလိုလိုပါလို့တယ်ပေါ့ဗျာပိတ်သလိုလိုသူတို့အားတွေပစ္စည်းချပြီးတော့ဖြစ်တယ်တဲ့အဲ့တော့နည်းနည်းလေးတက်နေကြမှာနည်းနည်းတင်းမှမှုတွေဖြစ်လို့တက်ကနည်းနည်းညှိနေကြတယ်တဲ့တက်နေညှိနေကြတယ်ပေါ့တက်ကရှင်းပြောရင်တော့ဟိုဒါတက်ကလည်းတော်တော်လေးစောင့်ပေးနေတယ်ပေါ့ဗျာခင်ဗျာ20နောက်ဆုံးထားဆုပ်လို့အခုကဒီနေ့14ဆိုတော့ကြံသေးတယ်ပေါ့ဗျာဒီ3လေးအတွင်းစလိုက်ညှိလိမ့်မယ်နော်ညှိလိမ့်မယ်ညှိလို့ ြီးပြန်ပြန်မပြတ်လို့ရှိရင်တော့ဒီတင်းမာမှုကဘယ်လိုဆက်သွားမလဲဆိုတိုက်ပွဲတွေဖြစ်တယ်ရောက်သွားနိုင်တယ်အဲ့တော့ကိုကန့်တွေကဘာဖြစ်လို့ MND အုပ်စုကနော်ဒီလိုမျိုးလေကြီးလေကျင်းနဲ့အတန်တင်းမာလာတယ်ဆိုရင်မိကုံနောက်ွယ်ပါမြုပ်နေတယ်ရှိနိုင်တယ်အဲ့ဆိုသူကဘာဖြစ်လို့တစ်ချိန်လုံးအစောတော့အစောပိုင်းတော့ AC ပါဟိုဆုတ်ပေးမယ်ဘာညာပြောခဲ့ပြီးတော့ဂရိမတီးဘူးဗျာတရုတ်နိုင်ငံကတန်တမန်နေရှိမှလက်မှတ်ထိုးခဲ့ပြီးတော့ဂရိမတီးဘူးဆိုရင်တရုတ်ကပါစော်ကားတယ်သွားတူတယ်ဒါမှမဟုတ်လေတရုတ်ကပဲဟိုမသိကြအောင်စော်မျက်စိတစ်ဖက်မှိတ်ပေးထားသလားကျွန်တော်တို့မသိဘူးဒီနှစ်ချက်ကလိုက်တဲ့တစ်ချက်ပြောလို့ရတယ် ဒါကကိုကန်နေတုံးစုံလုံးကတရုတ်နဲ့ပတ်သက်ရင်ကိုကန်နေကတရုတ်သေးဆိုသေးရှေ့ဆိုရှင်နေပဲเนาะအဲ့တော့ပြောရရင်တော့ဒီကောင်နေဘာဖြစ်လို့အခုကြမှာထပြီးတော့ဟိုလေသာမမာတွေဖြစ်နေတာလဲတက်ကလည်းအဲ့ဒါကိုအချိန်နေစောင့်ကြည့်မယ်တော့ရှိတယ်ပြီးတော့ဒီတစ်ခေါက်ကတော့တက်တကယ်လုံရင်တော့တက်ကတော့ဒီတစ်ခေါက်ကတော့ညာမဲ့ပုံတော့မပေါ်ဘူးအဲတိုးတော့တခုတော့ရှိတာကဒီ global issue ဖြစ်လာတဲ့ကြားဖြတ်နေရောသွားရင်တော့နည်းနည်းတော့စဉ်းစားရရှိတယ်အဲ့တော့ဘယ်လိုဖြစ်မလဲမသိဘူးလောလောဆိုတော့ last show မှာ ်လာရှိုးနဲ့တီပေါ်ကြားမှာနည်းနည်းလေးတက်နေဟိုနာကြားမှာတင်းမှာမို့နည်းနည်းလေးတဖြစ်နေတယ်လို့ကျွန်တော်ကြားရတယ်အဲ့ဒါဘာဆက်ဖြစ်မလို့တော့မသိသေးဘူး Google နဲ့ MN Google MND ရင်းနဲ့တက်နေပေါ်ကြားမှာဒါလေးတစ်ခုဖြစ်တယ်တချိန်မြောက်လာတဲ့တခါ SSPB ကလည်းဟိုထုတ်ပြန်ကြလေးတောင်ထုတ်လာတယ်အဲ့ဒါဘာလဲဆိုတော့ဟွာတဲ့ SSB ကသူ့နယ်မြေထဲမှာပေါ့ဗျာထုတ်ပြန်ကြတဲ့ဆောင်သူ့နယ်မြေထဲမှာအဲမလုံမဲ့ဟာတွေပေါ့အဲထုတ်ပြန်တယ်အဲထုတ်ပြန်တဲ့အကြောင်းသူတို့နိုဝင်ဘာ7ရက်ရက်စွဲထုတ်ပြန်တယ်သူတို့အစည်းအဝေးလုပ်ခဲ့တယ်ပေါ့နိုဝင်ဘာ10ရက်ကနေ7ရက်နေ့အထိနော်ဝမ်ဟိုင်းမှာ ဘိုးထားတဲ့ကျောင်းဝိုင်းမှာသူတို့အစည်းအဝေးလုပ်ခဲ့ပါတယ်ပေါ့ဗျာအစည်းအဝေးလုပ်ခဲ့တယ်ဆိုတော့ပြောတယ်နော်အဲ့မှာဘိုးကြီးစေတင်ဦးဆောင်ဦးဆောင်နဲ့တပါးကြီး၃ဦးနဲ့အဲသူတို့ရဲ့အဖွဲ့တွေပေါ့ဗျာအဲသူတို့ဘာလုပ်လဲဆိုတော့သူတို့ရဲ့ party congress အစည်းအဝေးကျင်းပါတယ်ကွန်ဂရက်အစည်းအဝေးကျင်းပါတဲ့ခါမှာလူဘယ်လောက်တက်တယ်ပေါ့ဗျာမပြောရတော့အဲတပါးကြီး၃ဦးတက်တယ်ပေါ့ဘိုးကြီးစေတင်ပါဝင်တပါးကြီး၃ဦးတက်ကော်မရှင် ယူကဘကော်မတီ55ဦးဘိုးကော်မတီကော်မတီကိုရွေးချယ်ခံကိုယ်စားလှယ်59ဦးပါတီကလပ်စီကိုယ်စားလှယ်အမျိုးသားအမျိုးသမီး159ဦးအမျိုးသမီးရဌာနလေးလာမှတ်တမ်းသူ19ဦးမှတ်တမ်းအဖွဲ22ဦးပေါင်း383ဦးတက်ရောက်ပြီးတော့သူတို့ဆုံးဖြတ်ချက်ချတယ်ဗောဗျာ။ဘာလဲဆိုတော့တစ်ချက်ကတန်းသူရေကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံသည့်စစ်မှန်သော Federal Democracy ပြည်တော်စုတည်ထောင်ရေးနိုင်ငံရေးယူမှတ်ချက်နိုင်ငံရေးတည်ချက်ကို ရဲကြီးတူတဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းကြိုးစားဆောင်ရွက်သွားမယ်ပေါ့ဗျာနော်နောက်တစ်ခုကပါတီရေးရနဲ့ပါတီရဲ့လုပ်ငန်းတစ်စီတွေပါတီစီမီစီကန်တွေကိုကွန်ကရစ်ကလိုအပ်သလိုပြင်ဆင်ဖြစ်ဆက်တယ်နောက်တစ်ခုကဘိုးကော်မတီနဲ့အရန်ဘိုးကော်မတီဝင်ပြီးတော့ဥက္ကရာဒုက္ကရာတွင်မှုအဖွဲ့ဘိုးစီကန်တင်းသိအဖွဲ့လုပ်ငန်းစီစီကော်မရှင်အဖွဲ့ရွေးချယ်တင်မြောက်နိုင်ခဲ့တယ်တဲ့နောက်တစ်ခုကပါတီစီလုံးညီညွတ်ခိုင်မာတိဆောင်နိုင်ဒါမကတိုင်းရင်းသားစီလုံးညီညွတ်ဦးတည်တဲ့ညင်းချမ်းစွာအတူရှင်းနေတဲ့မူတိုင်းဆက်လက်ကောင်းတဲ့ဖော်မယ်တဲ့အဲအဲ့ဒီမှာအရေးကြီးဆုံးချက်လာပြီအဲ့ဒါပါလဲဆိုတော့ မိမိတို့ထိန်းချုပ်နေမြေတဲမှာအဲ့အိနေချင်းနိုင်ငံအပါဝင်ဒေသတွင်းနိုင်ငံများနဲ့နိုင်ငံတကာလူမှုအတိုင်းအဝန်းအကျိုးစီးပွားကိုထိခိုက်စေတဲ့ online ငွေလိမ်လည်မှုများမရှိစေရေးငွေစေဝါပေးကင်းစင်ဖတ်ပြောရေးကိုအထူးချက်မှဆောင်ရွက်သွားမယ်တဲ့ဆိုပြီးတော့ပြောတယ်အဲ့ထုတ်ပြန်ချက်ကအဲ့ချက်တစ်ချက်ပေါ့ဆိုတော့အဲ့ဒါအတိသူတို့ထုတ်ပြန်ချက်ကကီးပွားအဲ့ဒါသူတို့လူသစ်ရွေးတာတွေဘာညာတွေဒါသေးသေးပုံမှန်အဲ့ဒါအဓိကသူ့နေမြေထဲမှာ online လိမ်လည်မှုကြားဖြတ်လုပ်ငန်းတွေမလုပ်ဖို့နောက်တစ်ခါမွေးစေဝါကင်းစင်မှုကိစ္စတွေသူတို့အထူးချက်မှဆောင်ရွက်ပါမယ်ဆိုပြီးတော့ SSP ကထုတ်ပြန်လာတယ်။ဒါတွေအကုန်လုံးကဘာနဲ့သွားဆက်ဆံနေလဲဆိုတော့ တစ်ဖက်မှာတရုတ်တို့အမေရိကန်တို့ဘာတို့ညာတို့ရဲ့အတန်တင်ကျေလောင်လာမှုတွေရှီကျွန်းတို့သတင်းတွေကြောက်ဝေတို့သတင်းတွေအစရှိတဲ့သတင်းတွေအကုန်လုံးနဲ့ဆက်ဆက်ပြီးတော့ဒီ SSPB လဲသူ့မှာစိုးရင်ချက်တွေရှိလာပုံရတယ်ဒါကြောင့်မလို့အသေးတန်တွေပြူပြူပြဲတွေထုတ်ပြန်ပြီးတော့ငါတို့ဒါမလုပ်ဘူးငါတို့တော့တားဆီးကာဝယ်မယ်ပြောတယ်ကျွန်တော်တော့ပြုံးမယ်ပြုံးမိတယ် SSPB နေမြေထဲမှာမိဟိုကြားဖြတ်နေမိတာအုံနေချင်းနေမိတာကျွန်တော်မှာဓာတ်ပုံမှတ်တမ်းနေရှိတယ်ဘယ်နေရာမှာမိလဲဆိုတာဓာတ်ပုံမှတ်တမ်းနေရှိတယ်ဒါကတက်ဆိုင်ဟာဟိုတချို့ကိစ္စတွေကကျွန်တော်တို့ကဟို ရင်းချင်းထိခိုက်မှာစိုးတာတို့နော်မတိမငင်ဖြစ်မှာစိုးတာတို့ဒါတွေကြောင့်ကျွန်တော်တို့တချို့ကိစ္စတွေကျွန်တော်တို့ challenge တွေလည်းဟိုကိုယ့်ကြောင့်မတိမငင်ဖြစ်မှာရိုးရိုးရိုးဖြစ်မှာစိုးလို့ဆိုတချို့ကိစ္စတွေလည်းဟိုမျက်စိမှိတ်ပေးထားတာပေါ့ဒီကောင်တွေဘယ်တော့မှဘလို့သွားပြီလဲဆိုတော့အဲ့သူ့နယ်မြေထဲမှာဘယ်နယ်မြေထဲမှာအစားအထောက်ထားနဲ့ရှိတယ် SSB နယ်မြေထဲမှာကျွန်တော်မှရှိတယ်ထောက်ထားရှိတယ်ဒါပေမဲ့ဒီကောင်တွေကညင်းအောင်မှာအကြဖြန့်ကျွန်တော်မလုပ်ပါညာညင်းပါပဲအကုန်လုံးကမလုပ်ဘူးညင်းပါဒါပေမဲ့ SSB နယ်မြေထဲမှာလုပ်တယ်ဝရှိမှရှိတယ်မိုင်းလားစီမှရှိတယ်ဝနဲ့မိုင်းလားလဲညင်းချင်ပေါ်တယ်ညင်းလို့ရတယ် တကယ်လို့သူတို့ညင်းနေဆိုရင်ကျွန်တော်အထောက်အထားဓာတ်ပုံတွေပြတဲ့ခါကျရင်ရှုံးရင်သူတို့ဘာသူတို့သူတို့ခေါင်းဆောင်တွေကိုနှုတ်ထွက်ပေးမလားလို့သာမေးလိုက်ပြောလိုက်ကျုံရင်နောက်ကျုံတဲ့လူရှိပြောလိုက်ကျော်ပြုံးမရပြောတယ်လို့ခင်ဗျားတို့ကဟိုကြားဖြတ်မလုပ်ဘူးလို့ခင်ဗျားတို့ပြောတယ်ကျော်ပြုံးမရပြောတယ်လောက်တယ်လို့အထောက်အထားနဲ့ပြောမယ်အကယ်၍ကျွန်တော်ပြတဲ့အထောက်အထားကိုသူတို့မညင်းနိုင်ခဲ့ဘူးဆိုရင်အဲ့လူတွေဥက္ကဋ္ဌနှုတ်ထွက်ပေးမလားလို့အခုထွက်ပေးမလားလို့ထွက်ပေးပြီးတော့ရွေးကောက်ပဲလုပ်ပေးမလားလို့အဲ့မှာဘဝမိုင်းလားနော်အဲ့ဒီတိုင်းပါရွေးကောက်ပဲလုပ်မလား SSP လဲရွေးကောက်ပဲလုပ်ပေးမလားလို့ မေးလိုက်ရှင်းရှင်းလေးပြောကျွန်တော်အဲ့လိုပဲပေါ်တယ်မေးတယ်ကျွန်တော်အဲ့လောက်ဒီစိန်ခေါ်ရဲတယ်။ကောင်းလေထောက်ထားနေရှိတယ်ဘယ်ကောင်းလေဘာမလို့လဲကြားပြမလို့လဲဆိုတာထောက်ထားနေရှိတယ်။ကျွန်တော်ဆိုမှရှိတယ်။မလောက်တာတချို့ကိစ္စရေကျွန်တော်ဘာပြောလဲဆိုတော့နိုင်ငံတော်ကတော့တချို့ကိစ္စတွေလက်လူရှုထားပေးတာဗျာကျွန်တော်ကဘာမှမဟုတ်လားအဲ့တော့အသာလေးနေနေတယ်ဒါပေမဲ့ဒီကောင်းလေးကလေးကြီးလုပ်တယ်ဆိုတော့တိတိချင်းနဲ့ကျွန်တော်ညင်ခံနေရတာဒါပြောချင်တာထားပါတော့အဲ့တော့ကြားချက်လုပ်တယ်အဲ့ဒီ SSB နေပြီးအကြီးကြီးလုတ်ပါတယ်ဝါမိုင်းလာလုတ်ပါတယ်အခုကြမှာအတန်တိတ်နေတာနော်အခုအခုနောက်ဆုံး A1 ရဲ့ TKB A1 ရဲ့ ဟိုတော့ဘာဘာခေါ်လဲထီလောက်စုရေတကုန်နဲ့အနီနာတဝိုင်ပတ်ပတ်လေးမှာကောင်းများလဲရှယ်လုပ်နေပြီအကြီးကျယ်လုပ်နေတယ်ဒါတွေကသာကျွန်တော်တို့ဒီကသိနေတယ်ဒါကိုပြောချင်တာဒါလေးတော့စောင့်ကြည့်ပေါ့ဗျာဒါလေးဘာလို့ဖြစ်မလဲတော့နော်အဲ့ဒါလေးကရှိတယ်တော့ SSB လဲအသက်သာထုတ်ပြန်တယ်ဆိုတော့ပြောချင်တာနော်ဒါလေးတစ်ချက်အဲနောက်တစ်ခုကဒီနေ့ဒီနေ့နောက်တစ်ခုကကျွန်တော်တို့ဟိုချမ်းချမ်းကိစ္စလဲဒီနေ့စိတ်ဝင်စားဖို့ရအကောင်းအောင်ထွက်လာတဲ့တရင်တစ်ခုရှိတယ်ဗျအဲ့ဒါကျွန်တော်လည်းစိတ်ဝင်စားသွားတယ်ချမ်းချမ်းဆိုတာအစိုးရချမ်းချမ်းပြောတာနော်အစိုးရချမ်းချမ်း ဟိုဘာမဆိုင်ညမဆိုင်အမှုပညာကိစ္စကြီးဂျားလေးညက်ပါလာလေဆိုထင်ပါဆိုလို့အစောချမ်းချမ်းက तू ကလိန်ကုန်ကူးလူလွဲသုံးသားလုပ်တဲ့ဟိုက်ဂိုင်းစတာကောင်ကြီးနဲ့ချမ်းချမ်းနဲ့ဘလို့ဆက်သွယ်ရှိလို့တော့မသိဘူးအဲ့မှာ email လေးတစ်စောင်ထဲမှာပါလာတာပေါ့နော်အဲ့ email တစ်စောင်ထဲမှာပါတဲ့စကားလုံးလေးကျွန်တော်ဖတ်ပြမယ်အရင်ဖတ်ပြမယ်ဘာလို့ဆိုတော့နော်2013ခုနှစ်ဇန်နဝါရီ1ရက်စွဲနဲ့ရက်စွဲနဲ့တဲ့ Yan Yanlek Branse Yanlek Branse ဆိုတဲ့ပုဂ္ဂိုလ်ဟာတဲ့ Abstain ဆိုတဲ့ပုဂ္ဂိုလ်စီကို email ပို့တယ်နော် ဘာလဲဆိုတော့အဲ့ထက်မှာချမ်းချမ်းဆိုတဲ့ဟိုဟာနဲ့ email တော်နဲ့မှာချမ်းချမ်းဆိုတဲ့အမည်ပါတယ်အဲ့မှာဘာလဲဆိုတော့ပို့တဲ့စာထဲမှာ email ရဲ့ဘာပြီလို့ဆိုတော့တဲ့မြန်မာမင်းကလေးရဲ့ဓာတ်ပုံငါမင်းစီကိုပို့လိုက်မယ်သူကတိတ်လှတယ်တဲ့မြန်မာမှာသူရဲ့နာမည်ကြီးအဆိုတော်ပေါ်တဲ့ငါသူ့ကိုအမေရိကန်စီကိုခေါ်လာခဲ့မယ်အိုဘားမားမြန်မာကိုသွားမယ်ချမ်းချမ်းအမေရိကန်ကိုလာမယ်ငါမှာကြော်ညာဖို့အသက်ဆန်းတရင်ကောင်းတစ်ခုရှိတယ်ထင်တယ်ဆိုပြီးတော့အဲ့ email တော့ရေးထားတယ်တဲ့ဆိုတော့ပြောချင်တာအစိုးရဆိုတာပါတယ်ချမ်းချမ်းဆိုတာပါတယ်ဆိုတော့အစိုးရချမ်းချမ်းပေါ့ဗျာရှင်းနေတာပဲအဲ့တော့အဲ့တော့ပို့တဲ့လူတွေသူတို့နှစ်ယောက်ကြားပါတယ်ဆိုတော့သူကလိန်ကုန်ကူးတဲ့လူတွေ လင်ကိုကူးတဲ့လူတွေတယောက်ကတည်းကပြန်လဲ email ပို့တဲ့ထက်မှာမြန်မာကအဆိုတော်တယောက်ပါတယ်လှတယ်နော်ပါတယ်ပြီးတော့ပို့တဲ့လူကချမ်းချမ်းဆိုတာပြောတော့ဆိုတော့အဲ့လူပြောချင်တာအဲ့တော့အဲ့ဒါကိုကြည့်ချင်းအပြင်ချမ်းချမ်းကဒီလင်ကိုကူးတဲ့သူတွေနဲ့ညှိပြီးတော့အမေရိကမှာဘာသာလုပ်ဖို့ရှိလို့လဲလင်ကိုကူးတယ်ဆိုတာဗျာတခါတလေဟိုအဲ့မှာအဲ့ရတတိယတယောက်ဘာညာတယောက်နဲ့ဒိတ်လုပ်ပြီးတော့တော့အိမ်အိမ်မယ်နမူနာသူ့ပြောတာပေါ့နော်တော့အိမ်မယ်အိပ်ပြီးရင်အိပ်ပြီးရင်အဲ့မှာပတ်ဆိုင်ရပါဘူးဗျာထားပါတော့ ဒေါ်လာ1000ရရင်ဒေါ်လာ3000ရရင်လည်းရမယ်ပေါ့ဒါကတော့သူ့ပေါ်ကြိုက်တဲ့ကြီးပေါ့ပြီးပြီပြီးဟိုမှာသွားပြီးတော့လဲမယ်ပတ်မယ်ပြီးပြန်လာမယ်ဟိုတချင်းသွားဆိုသူလိုခေါင်းစဉ်တစ်ခုနဲ့သွားရင်လည်းသွားမယ်တခုတော့အဲ့လိုမျိုးရည်ရတာလားကျွန်တော်မသိဘူးဆိုတော့အဲ့လိုပါတော့ဩဒါဆိုရင်2013ကကိစ္စဆိုတော့ဟိုချမ်းချမ်းနဲ့ချမ်းချမ်းနဲ့ဒီလိန်ကုန်ကူးမဲ့အရှုပ်တော်ပုံတွေကဘလို့ပတ်သက်နေလဲမြန်မာက မျိုးသမီးတွေဘလို့ပတ်သက်နေလဲဆိုတော့မိကုံးထုတ်ချက်ဖြစ်လာတယ်အဲ့တော့စောစောတော်တော်ချမ်းချမ်းကလည်းဒီကိစ္စကိုသူဘလို့ရှင်းလို့တော့မသိဘူးဘလို့ရှင်းလဲဆိုတချိန်တော့ကသူလုတ်ခဲ့ပူရင်လုတ်ခဲ့ပူမယ်ရှိရင်လည်းရှိပဲမရှိလည်းမရှိဘူးဒါတော့ကျွန်တော်မသိဘူးသူတချိန်တော့လိန်ကိစ္စတွေနဲ့ဒီလိန်ပြောမယ်တို့ဘာလို့ပေါ့ဗျာတိုက်ဒဲမဟုတ်တော့မှပဲအဲအခွင့်ခါတင်တော့ခါတိုင်းမှာတင့်တော်သလိုလုတ်ခဲ့တာမျိုးရှိအောင်လည်းရှိသလားလို့စဉ်းစားစရာဖြစ်လာ ဲ့တော့သူ့အတွက်ကလည်းသိမဆန်းတော့မဆန်းဘူးပြအဲ့ဒါကြောင့်လုပ်ရလေလုပ်မယ်မလုပ်ရင်မလုပ်ပြောရခက်တယ်လို့ပြောချင်တာပါအဲ့တော့စိတ်ဝင်စားဖို့တော့ကောင်းတယ်အဲ့ဒီ email ကိုစိတ်ဝင်စားဖို့ကောင်းတယ်ချမ်းချမ်းနောက်ရမှာဘလို့တုတ်ပြန်မလို့ဆိုတော့ခဲတော့ကိုယ့်အုပ်ကြီးကျွန်တော်တော့အများကြီးပြောချင်ဘူးဆိုတော့ဖြစ်နိုင်ခြင်းလည်းရှိသလိုဒီစာနဲ့ပတ်သက်ပြီးတော့ညင်းချက်ဘလို့ထုတ်မလဲဘလို့လုပ်မလဲဆိုတော့ကျွန်တော်လည်းမသိဘူးပတ်စံရတာပဲဗျာလုပ်ကြပါဒါပဲရှိရနော်ဒါလေးတစ်ခုရှိတယ်အဲ့ဒါပြီးတော့နောက်ဒီနေ့အပိတ်ကတော့ဒီနေ့လူတစ်ထောင်ကျော်စုစိတ်တွေရတဲ့ကိစ္စအဲဒါလေးကတော့ဟိုနာမည်တက်မပြောလို့ဘူးကို့မှာအမိတက်မပြောတော့ပါသို့တော့ဝမ်းတာပါတယ်စုရရပါတယ်လူအကုန်လုံးတက်ဝမ်းတာ ဝန်တာရအကြောင်းကျင်းတဲ့အကြောင်းပြောချင်တာပါလူတစ်ထောင်ကျော်တယ်ကထောင်ကျော်တယ်အဲ့တော့လူတစ်ထောင်ကျော်မှမှသူကဘလို့ခွတ်ထုတ်လိုက်လဲဆိုတော့ဒီစုရကဂုံလူဆောင်ဖွဲ့စိတ်တွေပေးတယ်တတိပြန်ချီဘွဲပေးတာရှိတယ်ဇေယကျော်ထင်ဘွဲပေးတာရှိတယ်တတိပြန်ချီဘွဲကတော့လူ2ယောက်ရတယ်နောက်ဇေယကျော်ထင်ဘွဲကဘိုးချုပ်9ဦးရတယ်ဘိုးချုပ်9ဦးရတယ်ဝနကျော်ထင်ဘွဲတွေလည်းရတယ်ဝနကျော်ထင်ဘွဲတွေဆိုနိုင်ငံသားရဲ့ဒုဝန်ကြီးတွေကတော့လည်းပါတော့ဗျာကျန်တဲ့နေရာဒုဝန်ကြီးတချို့တွေအများနဲ့ဒုဝန်ကြီးပါတယ်နော်အဲ့တခါဝနကျော်ထင်ဘွဲကို အဲဒီဒီကုမ္ပဏီရလူတွေလည်းရတယ်ဘောနကျွန်တော်ပြောရွှေသန်းလင်းကုမ္ပဏီကအဲနိုင်ကဒေါက်တာနီနီတဲ့သူလည်းရတယ်နော်ကိုဝိတ်ကိုဝိတ်လည်းရတယ်ဗျကိုဝိတ်မဝိတ်မဝိတ်ပေါ့နော်မဝိတ်လည်းရတယ်ဥဝိတ်လူကရေးထားတယ်ဥဝိတ်ခေါ်ဥဝိတ်စာလို့ရေးထားတယ်နော်အဲ့တော့ဘောနကျော်တင်ဘောကိုဥဝိတ်လည်းမဝိတ်လည်းရတယ်ဥဖေအေတို့ဥဝင်းစော်ဥချမ်းအေတို့ဥဇာလင်းချမ်းတို့လည်းရတယ်ပေါ့ဗျာနောက်အလင်္ကာကျော်စာဘွဲ့တွေလည်းရကြတယ်တေးတေးပညာရှင်တွေတို့ဘာလို့ညာတို့ပေါ့6ဥတို့သိပ္ပံကျော်သိပ္ပံကျော်စွာသိပ္ပံကျော်စွာဆိုတဲ့ဘွဲ့တွေလည်းလူ19ဥရတယ်ဗျာ ောက်တပ်မတော်ဆိုင်ရာဆွမ်းဆောင်ရေးဂုဏ်သက်ရတဲ့လူ54ဦးနောက်ရဲသူရတစိက9ဦးအစရှိတဲ့လူရတယ်အဲ့မှာတပ်မတော်ဆွမ်းဆောင်ရေးမှာစစ်မှုထမ်းပြည်သူစစ်မှုထမ်းကောင်လေးတယောက်ကတကယ်ကိုသူရဲကောင်းမှတ်တည်းရသွားတာငါစဉ်းစားကြည့်တော့ပြည်သူစစ်စစ်မှုထမ်းကောင်လေးတယောက်ကပြည်သူစစ်နဲ့စစ်သားလုပ်သွားတဲ့ကောင်လေးတယောက်ကသူရဲကောင်းမှတ်တည်းရတာကဲနည်းနည်းတော့ဟာမဟုတ်ဘူးနော်တော်ရရဲဘလာတစိကလည်း122ဦးရဲသူတွေက9ဦးရဲကျော်စွာ15ဦးရဲကျော်သူတစိက133ဦးเนาะနိုင်ငံတော်ပေါင်းဆောင်မှုနဲ့ပတ်သက်လို့ရှိရင်တီရီဇေယျကျော်တစိအာစသဖြင့် စီမံထူးချွန်တဲ့စိတ်တွေလူမှုထူးချွန်တွေလေယာစီးပွားထူးချွန်တွေဝိဇ္ဇာပညာထူးချွန်เนาะဒါကအမှုပညာထူးချွန်ဆက်ကဏ္ဍထူးချွန်လိုက်ထူးချွန်လိုက်ပေးတာစုတွေဆိုနဲလာမဟုတ်ဘူးလူတစ်ထောင်ကျော်တယ်ရပါတယ်ဆိုတော့အဲ့ဒီမှာတချို့ကျွန်တော်လည်းသိတဲ့လူတွေအများကြီးပါပါတယ်အများကြီးအများကြီးပါတယ်ကျွန်တော်လည်းသိတဲ့လူတွေအများကြီးပါတယ်အကုန်လုံးအတွက်ဒီရဲ့အဝေးရနေလမ်းပြီးဂုံယူချောင်းပြောချင်ပါတယ်တကယ်လည်းဂုံယူပါတယ်ဘာပြောတချို့တွေဆိုရင်ရဖို့အတွက်စောင့်စားခဲ့တာကားလိုက်အများကြီးကြတယ်ခုမှရသွားတယ်လို့သိရတယ်ပေါ့နော်ဆိုတော့တော်တော်လေးကောင်းပါတယ်လူ1145ဦးကိုနော်ဒီပုံကိုယ်တွေကိုစုစိတ်ပေါင်းများစွာဂုံလူဆောင်ဖွဲ့ပေါင်းများစွာ ပြရခဲ့တယ်ဆိုတော့တည်ရတဲ့အတွက်ရရှိကြွားသွားကြတဲ့လူအမှုပညာလောကအသူတွေလည်းပါတယ်စီးပွားရေးလောကအသူတွေလည်းပါတယ်နိုင်ငံရေးလောကမဟုတ်နိုင်ငံရေးပေါ်ဝန်ကြီးတွေဌာနဆိုင်ရာလောကလူတွေပါတယ်တက်ကရရှိတွေပါတယ်အကုန်လုံးဝမ်းသာပါတယ်ဘုံချုပ်ကြီးကအကုန်လုံးကိုသူပေးကြရှိတာသူဖြန့်ဝေပေးပြီးတော့ဒီသူပေးတဲ့ဆိုတဲ့စုတွေမတော်သူအကုန်ပေးပေးတာကိုတွေ့ရတယ်ဗျဒါလေးကြည့်ပြီးတော့စုရသွားတဲ့သူအားလုံးတော့ဝမ်းသာကြောင်းပြောရင်းနဲ့ဒီနေ့တော့လောက်ပါပဲအားလုံးပဲကိုရသည်ရှိပါတိုက်ပြီးပေါ်စေနာမှာထားပါသစ္စာရှိပါကိုနိုင်ငံသားအချင်းချင်းအပြန်လန်တတ်ဖြတ်နေကြတာကိုလက်ခုလောဝတီပြောနေတဲ့လူမိုက်လူရန်ကလူတက်ကျမ်းဖတ်အားပေးသမား ခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်မေးခွန်းထုတ်ပါလို့ပြောရင်းနဲ့ Good night